ပြည့်တဲ့များလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ Starlight Day Story Channel ကနေပြီးတော့အားလုံးကို ပြန်လည်ជួសလိုက်ပါတယ်။ဒီတစ်ခေါက်ပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့မိန်းကလေးတွေကယောက်ျားလေးတွေကိုတောင်းရန်လက်ထက်ရတဲ့အတိုင်းပြီးဆိုတဲ့ပုံမြင်လေးကိုပြောပြပေးခြင်းပါတယ်။တစ်ခါတော့ကမာနိုင်ငံမှာအုပ်စိုးခဲ့တဲ့ဆန္ဒဒေဝီဆိုတဲ့မိဖုရားတစ်ပါးရှိပါတယ်။သူမကဘီအမဖြစ်တဲ့အတွက်ကြောင့်အိမ်အောင်ပြုဖို့အတွက်သူမကိုဘသူကမှမတောင်းဆိုရကြပါဘူး။တနေ့ mm တနေ့တဲ့တနေ့ငါအသက်ကြီးလာပဲမယ်ငါဘဝကသနာစရာတကယ်ကိုကောင်းပါတယ်ငါကတခြားသူတွေကိုအိမ်အောင်မပြုတ်ရသေးဘူးဒီတိုင်းသာဆိုရင်ငါရဲ့နန်းအမွေကိုဆက်ခံမဲ့သားသမီးကဘလို့များရှိပါတော့မလဲတခင်မရဲ့တခင်မရဲ့မြင်မြန်မှုကဖုံတကူစွမ်းအားတွေနဲ့ရောအလားတရားတွေနဲ့ရောဘသူနဲ့မှနှိုင်းရှင်လို့မရတဲ့ဒီတိုင်းပြည်ကအပြင်းမတပါပါ ဒါကြောင့်မို့လို့သခင်မသာအလိုရှိရင်တင့်တော်တဲ့ယောက်ျားကိုလက်ထပ်ယူဖို့တောင်းခံနိုင်ပါတယ်။ဒါဆိုသခင်မရဲ့အနမ်းမွေကိုဆက်ခံဖို့အမွေဆက်ခံသူသာသမီတေချာပေါက်ရှိပါလိမ့်မယ်။အဲမေမင်းပြောတာမှန်ပါတယ်။ဒါကအကြံကောင်းတစ်ခုပဲ။ဘီမဆန္နာတီဗီကအဲ့ဒီနောက်သူမရဲ့နိုင်ငံတော်ကို ချင်ညာလိုက်ပါတယ်။ကမ္ဘာနိုင်ငံရဲ့ဘီမတအုပ်ဖြစ်တဲ့အကျွန်ုပ်က ဒီနေ့ကစပြီးတော့လက်ထပ်တောင်းရန်ခြင်းတလီထုံနှံပြောင်းလဲမှုကိုစတင်သတ်မှတ်လိုက်တဲ့အကြောင်းကြေညာလိုက်ပါတယ်။အခုချိန်ကစပြီးတော့အမျိုးသမီးတွေက အမျိုးသားတွေကိုလက်ထပ်ထိမ်းမြှားဖို့အတွက်တောင်းဆိုကြရမှာဖြစ်ပါတယ်။ဒီလိုနဲ့ပဲဆန္ဒတီဝီပြည်မာကြီးကတင်းတော်တဲ့သူနဲ့သူမရဲ့ဆန္ဒအတိုင်းလက်ထက်ခဲ့ပါဗျာ။ ပြည်မာကြီးကအခုထင်မုန်းဖြစ်သူကိုလက်ထက်ခွင့်တောင်းတဲ့အတွက်တိုင်းပြည်ကတခြားသောအမျိုးသမီးတိုင်းကသူမလိုပဲမိမိတို့သဘောကျကြတဲ့ယောက်ျားတွေကိုလက်ထက်ဖို့အတွက် တောင်းရန်ကြားရပါတော့တယ်ကိုယ်လက်ထက်လိုတဲ့ယောက်ျားတွေကို သူတို့ရဲ့မိဘတွေစီမှာအမျိုးသမီးတွေရဲ့မိဘတွေကလက်ဆောင်ပစ္စည်းတွေနဲ့တွားရောက်တောင်းရန်ကြရပါတယ်။ဒါပေမဲ့လို့လာရောက်တောင်းရန်ခံရတဲ့အမျိုးသားတွေဘက်ကလက်မခံရင်လက်ထက်လို့မရပြန်ပါဘူး။ မင်္ဂလာပါခင်ဗျမင်္ဂလာပါရှင်လာကြပါထိုင်ကြပါမနက်စောစောဘာအကြောင်းကိစ္စများရှိပါသလဲရှင်ပြီးတော့မုတ်ကိတ်တီစာရီနဲ့ဘာလို့ဒီလောက်အများကြီးလာရတာလဲဟိုလေပုပ်ပွလင်းလင်းဖုံးကွယ်စရာမလိုပဲနဲ့ရှေ့မျက်နှာနောက်ထားပြီးတော့ပြောပြစီရှင်ဟော်ဒီကရှင်တို့ရဲ့အသားကို ကျမသမီးကမြေသားတတ်ဝင်တဲ့အတွက်လာရောက်တောင်းရန်ဆွေးနွေးဖို့လာခဲ့တာပါရှင် အင်းကျုပ်တို့ကတော့ပြောစရာမရှိပါဘူး။သားရဲ့သဘောပါပဲ။ကျုပ်ရဲ့သားကိုအိမ်အောင်ပြူတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခံစားချက်ပေါ်အခြေခံပြီးတော့ဆုံးဖြတ်ပိုင်ခွင့်ပေးထားတယ်ဗျ။သူဘလို့ပဲဆုံးဖြတ်ဆုံးဖြတ်ကျုပ်တို့ကဘာကူမှသူ့ကိုတားမှာမဟုတ်ပါဘူး။ကဲသားရဲ့ဆန္ဒကရော။ဟိုဟိုဟိုလေ။ဒီမေမေ။အိုးမရှက်ပါနဲ့ငါသား။ပြောလို့ရပါတယ်သားရဲ့။ အဲအဲအဲ့ဒါအဲ့ဒါကတာသူ့ကိုမချစ်ဘူးတာသဘောမကျဘူးဦးလေးနဲ့တော်လေးတောင်းပန်ပါတယ်တာသူ့ကိုမချစ်ဘူးလက်မထက်နိုင်ပါဘူးခင်ဗျာဒီတော့မိကလေးကသူမအငင်းခံလိုက်ရတဲ့အတွက်ဝမ်းနဲ့သွားရပါတော့တယ်အဲ့ဒီအချိန်တော့ကရုပ်ရည်မလာတဲ့မိကလေးတွေအတွက်တော့အယမ်းခက်ခဲတဲ့အချိန်ဖြစ်ခဲ့ရပါတယ် ရုပ်ရည်မလာပါတဲ့အမျိုးသမီးတွေကိုအမျိုးသားတွေကသူတို့ကိုလက်ထက်ခွင့်တောင်းတဲ့အခါအမြဲတမ်းညှင်းပယ်ခံရပါတယ်။အမျိုးသားတွေကရုပ်ရည်ချောမောတဲ့အမျိုးသမီးတွေကိုဇနီးအဖြစ်သားရွေးချယ်လက်ခံခဲ့ကြတဲ့အတွက်ရုပ်ရည်မလာပါတဲ့အမျိုးသမီးလေးတွေကဝမ်းနည်းအားငယ်တကြရပါတယ်။မငိုပါနဲ့သမီးလေးရဲ့သူတို့ကငါတို့ကိုညှင်းပယ်ရင်သမီးလေးသဘောကျတဲ့အခြားတယောက်ယောက်ကိုထပ်သွားရှာလို့ရပါသေးတယ်။ငိုနေစရာမလိုပါဘူးသမီးရဲ့ ဒီဒလေးကိုခမာနိုင်ငံရဲ့ဘီယင်မာကြီးနန်သက်တရာလုံးကျင်းသုံးခဲ့တာပါ။နောက်တော့နောက်ထပ်နန်သက်လာတဲ့နန်းဆန်မှာတော့ထမြက်တဲ့မိမရီစုပြီးတော့ဒီဒလေးကြီးကိုဖျောက်ဖျက်ဖို့ကြိုးစားကြပါတော့တယ်။ဒီလိုနဲ့အမျိုးသမီးတို့ကဒါကလုံးဝမဖြစ်သေးဘူး။ငါတို့ကမိမရီလေ။မိမရီဖြစ်ပြီးတော့ယောက်ျားတွေကိုလက်ထက်ခွင့်တောင်းရမယ်ဆိုတာဒါလုံးဝမဖြစ်နိုင်ဘူး။ပြီးတော့ရောင်မရဲငါပုံစံကိုကြည့်ပါဦး။ ငါကလှမမလာတာငါ့ကိုအိမ်အောင်ပြို့ဖို့ဘသူကလက်ခံမလဲဟာနင်ပြောတာမှန်တယ်ဒီတိုင်းဆိုရင်ငါတို့ဘရောမှခင်မုန်းရမယ်ဆိုတာမသေးကြဘူးဒီနိုင်ငံမှာရှိတဲ့အမျိုးသားတွေကချော်မော်လှပတဲ့မိန်းမတွေကိုပဲမြင်ကြတာလေငါတို့လိုရုပ်ဆိုးတဲ့အမျိုးသမီးတွေကိုဘသူမှလက်ခံမှာမဟုတ်ဘူးဟေးဒီလိုပဲဖြစ်နေရင်အဆင်မပြေဘူးငါတို့တွေကယောက်ျားတွေကိုစုပြီးတော့အချင်းချင်းစိန်ခေါ်ကြရအောင်ဟင် ဘလို့စိန်ခေါ်มาလဲဒီလိုတဲတွေကိုတောင်ကုန်းနေဆောက်ပြီးတော့ဘယ်တောင်ကပုံမြင့်လဲဆိုတာကိုပြန်ရမယ်လीငါတို့မိမာတွေကတောင်နှလုံးဆောက်ပြီးတော့သူတို့ယောက်ျားတွေကလည်းနောက်ထပ်တောင်နှလုံးကိုဆောက်ကြရမယ်ပုံမြင့်တဲ့တောင်ကုန်းကိုစောက်နိုင်တဲ့သူကအနိုင်ရမယ်အဲ့ဒီနေရာမှာယောက်ျားတွေရှုံးရင်ငါတို့ကိုလက်ထပ်ဖို့ငါတို့ကိုလက်ထပ်ခွင့်တောင်းလာရမယ်ကဲဘလို့လဲရောင်းမတော့အဆင်ပြေလားငါကြံပေးတာ ိုးဒါပေမဲ့ငါတို့ကမိမတွေဆိုတော့တောင်ကုန်းကိုဆောက်ဖို့သဲတွေအလုံးကိုရနိုင်အောင်ယူဖို့ဒီလောက်ကြံ့ခိုင်မှုမှမရှိတာအဲ့ဒီလိုမျိုးရှင်ပြရင်ဂျင်းတွေရှုံးမှာပေါ့ဟာဟာအဲ့ဒါတော့မပူပါနဲ့ရောင်မတွေမိမမာယာတဲကိုပြရတဲ့ကြောက်ဘူးကြတယ်မလားဒီနေရာမှာငါတို့မာယာကိုအသုံးချရမယ်ပညာဆိုတာအစားအစာဖြစ်ပြီးတော့ညာရေးဆိုတာလက်နက်တစ်ခုဖြစ်တယ် ငါတို့တွေပူပေါင်းပြီးတော့နီလန်းရှာနေတဲ့ယောက်ျားဆိုတဲ့သွေးဆုပ်ဖုတ်ကောင်လေးကိုအနာရမှာတေးကြပါတယ်ဟာဒီလိုနဲ့သူတို့ဆွေးနွေးပြီးတဲ့နောက်မှာတော့အမျိုးသမီးတွေကအမျိုးသားတွေကိုစုပြီးတော့ပြိုင်ပွဲမှာပြိုင်ဖို့အစိန်ခေါ်လိုက်ပါတော့တယ်ကဲရောင်းရင်းတို့ရေအမျိုးသမီးတွေကတော့ငါတို့ကိုတောင်ကုန်းဆောက်ပြိုင်ပွဲမှာစိန်ခေါ်နေတယ်ဟိငါတို့ရှုံးရင်ငါတို့ကအမျိုးသမီးတွေကိုလက်ထပ်ခွင့်တောင်းရမယ်သူဖြစ်မဲတဲ့ မင်းတို့ရောဘလို့ထင်ကြလဲအင်းအဲ့ဒါကပြဿနာမရှိပါဘူးအမျိုးသမီးတွေကခန္ဓာကိုယ်ကသေးပြီးတော့အားနေကြတယ်ဒါကြောင့်မလို့သူတို့ကငါတို့ကိုဘရောမှအနာယူလို့ရမှာမဟုတ်ဘူးဟုတ်တယ်မန်းနေငါတို့သေးကြပါအနာရမှာဒါဆိုငါတို့ပြန်ကြမယ်အခုဆိုရင်မိန်းမတွေကလူတွေတောင်းစုနေပြီငါတို့လည်းနောက်ထပ်လူတွေကိုလမ်းခွဲပြီးတော့အသွားရှာကြစို့ပြန်ပွဲနေ့ကမနက်ဖန်းကွာ အမျိုးသားများဘက်ကခေါင်းဆောင်တို့ရှိပြီးတော့အဲ့ဒီခေါင်းဆောင်က အမျိုးသားများစွာကိုစူးစီးထားပြီးတော့အမျိုးသမီးတွေဘက်ကလည်းခေါင်းဆောင်တယောက်ရှိပြီးတော့အမျိုးသမီးအများအပြားစူးစီးထားပါတယ်။ဒီလိုနဲ့နှစ်သင်းစလုံးကအသင်ဖြစ်ပြီးတဲ့နောက်အချင်းချင်းပြောကြပါတယ်။ဟေးငါတို့အမျိုးသမီးတွေအားလုံးပဲတဲတွေယူလာပြီးတော့စပြီးတော့တောင်းဆောက်ကြမယ်ဟေး။မိုးတောက်ကျဲထွက်လာတဲ့အခါငါတို့ရက်ပြီးတော့အနားယူကြမယ်။ မိုးတော့ကျဲမထွက်သေးရင်ငါတို့ရက်မှာမဟုတ်ဘူးအားလုံးနားနေကြတာနားနေပါလေယောက်ျားတွေဘက်ကလည်းဟုတ်ပြီငါတို့အားလုံးအခုကစားပြီးတော့တဲတွေကိုယူဆောင်ပြီးတော့မိုးတော့ကျဲမပေါ်မချင်းမနားမနေစောက်ကြမယ်ငါတို့မနားကြဘူးနားလေလားရောင်ရင်တို့နားလေပါပြီအဲ့လိုပဲလုပ်ကြမယ်ဒီလိုနဲ့ အမျိုးသားရော အမျိုးသမီးရောသူတို့အချင်းချင်းသဘောတူညီချက်အတည်တည်ရယူပြီးတဲ့နောက်မှာတော့သူတို့အားလုံးညာတိအလုံးလုံးကြပါတယ်ဒီလိုနဲ့ညာအချင်းရောက်လာတဲ့အခါမှာတော့အမျိုးသမီးတွေကရောင်းမတို့ရေငါတို့အရန်ကြိုးစားကြတယ်ဒါပေမဲ့ယောက်ျားတွေကိုငါတို့မမိသေးဘူးငါတို့ကသူတို့နောက်မှာပဲရှိနေတော့မယ်အဲစိတ်မပူပါနဲ့ရောင်းပါရဲ့ ငါမှအကျင့်တစ်ခုရှိတယ်။ပွဲမစခင်ကငါပြောဘူးတယ်လေ။မိမတို့မာယာတဲကိုပြဆိုတာ။မစိုးရင်ပါနဲ့ငါလုပ်ပြမယ်ကြည့်။ဟေးငါတို့ကျဲပုံစံမီးပုံးကိုယူလာခဲ့ပါ။ငါတို့ကအဲ့ဒါကိုမီးထွန်းပြီးတော့ဝလုံးရှိရှိအဖျားမှာထွန်းထားလိုက်မယ်။ဒီကျဲပုံစံမီးပုံးကိုသူတို့ကမိုးတောက်ကျဲလို့ထင်ကြမှာပဲ။ကျဲကိုတွေ့ပြီးတော့သူတို့ရက်သွားကြပြီးတော့အနားယူတော့မှသိကြတယ်။ တောင်ကုန်းတွေကိုနိုင်ပေါင်းများစွာဆောက်လုပ်ပြီးတဲ့နောက်မှာတော့ညရေထက်မြက်တဲ့အမျိုးသမီးခေါင်းဆောင်က တောင်ရဲ့အရှိတ်မှာမိဘုံငယ်တစ်ခုကိုထုံညိထားလိုက်ပါတော့တယ်။အိုးကြည့်ကြပါဦး။အဲ့ဒါမိုးတောက်ကျဲပဲ။ငါတို့အခုနားယူလို့ရပြီ။အားလုံးကိုပြောလိုက်ပါ යි ။ဟေးအားလုံးပဲရောင်းရင်တို့မိုးတောက်ကျဲကပွင့်လာပြီ။အနားယူကြရအောင်ဟေ့။ ယောက်ျားတွေကမိမတွေလှုပ်ထားတဲ့မိဘုံကိုမိုးတောက်ကျဲလို့မြင်သွားကြပြီးတော့သူတို့အားလုံးအလုံးမလုံးတော့ပင်နဲ့နိမ့်နိမ့်ချိုက်ချိုက်အိပ်ပျော်သွားကြပါတော့တယ်။သူတို့အိပ်ပျော်နေချင်းအမျိုးသမီးတွေကသွားကြဆိုရောင်မာတို့ရေယောက်ျားတွေအားလုံးအိပ်ပျော်နေကြပြီ။ငါတို့ကယောက်ျားတွေရဲ့တန်ကုန်ထက်ပိုးမြင့်အောင်စောက်ကြရအောင်။မြဲမြဲလုပ်ကြမယ်ဟေ့။မြဲ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 ။ငါတို့တကယ်မိုးတောက်ကျဲပေါ်လာတဲ့အခါငါတို့အနားယူကြမယ်။ ဒီလိုနဲ့အမျိုးသမီးတွေကတောင်ကုန်းကိုဆက်လက်စောက်ဖို့ကြိုးစားကြပါတယ်။နောက်ဆုံးမှာတော့မိုးတောက်ကျဲအစင်မှပေါ်လာခဲ့ပြီးသူမတို့ကအနားယူခဲ့ကြပါတယ်။ချက်တုံတန်းတဲ့အတူမနက်မိုးတောက်ချိန်ရောက်တဲ့အခါမှာတော့ယောက်ျားတွေကနှူထားလာပြီးတကယ်မိုးတောက်ကျဲကြီးပေါ်လာသည်ကိုတွေ့လိုက်ရပါတော့တယ်။ဟာပါလဲဟာအခုမှမနက်ပဲရှိသေးရလား။ငါတို့ကယူပဲ။ တကယ်မူတော့ကြီးကအခုမှပေါ်လာတာငါတို့တကယ်ယူတာပဲရောင်းရင်းလို့ရေအိုးမဟုတ်ဘူးအမျိုးသမီးတွေရဲ့လှည့်စားတာကိုငါတို့ခံရပြီဟေးဟိုမှာကြည့်ကြစမ်းအမျိုးသမီးတွေရဲ့တောင်းအောင်ကငါတို့ထက်အများကြီးမြင့်နေတယ်ဒီလိုနဲ့အမျိုးသမီးတွေကဟေးဟုတ်တယ်ငါတို့တောင်းအောင်ကယောက်ျားတွေတောင်းအောင်ထက်အများကြီးမြင့်နေပြီငါတို့အနိုင်ရပြီဟေ့ ။အော်အဲ့ဒါကြီးအမျိုးသမီးတွေတောင်ကောင်းကငါတို့ထက်အများကြီးမြင့်နေတယ်။သူတို့ကအမျိုးသမီးတွေရဲ့လေစာမှုကိုခံခဲ့ရတဲ့အတွက်ချက်ချက်နဲ့ပဲအရှုံးပေးလိုက်ရပါတော့တယ်။အဲ့ဒီအချိန်ကစပြီးတော့ယောက်ျားတွေကမိန်းမတွေကိုလက်ထပ်ဖို့ပစ္စည်းတွေနဲ့အတူသွားရောက်တောင်းရန်ကြေရပါတော့တယ်။အဲ့ဒီအချိန်ကနေစပြီးတော့အခု ကျမတို့ယနေ့အချိန်ထိဒီရိုးရတလေးကဆက်လက်ရှိနေသေးပါ။ ပြိတဲ့ထဲကအမျိုးသမီးလေးတွေရောခမာနိုင်ငံကပြီးရင်မှကြီးလို့ကိုချစ်တဲ့သူကိုတွားရောက်တောင်းရမ်းမလားအဲ့လိုမျိုးတလေဆိုရင်တော့ယောက်ျားလေးတွေကအချိန်နဲ့တက်မှာတည်ကြပါပဲရှင်ကဲပုံမြင်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီရှင်နားဆင်သူပြိတဲ့များအားလုံးပုံမြင်လေးကိုချိန်နဲ့တက်တယ်ဆိုရင်ကျမရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြပါပြီးတော့နောက်ထပ်ပုံမြင်လေးအသစ်တင်တိုင်းသိရဖို့အတွက်ဗီကနူတီခေါင်းလောင်းလေးကိုနှိပ်ပေးကြပါအောင်ရှင် နားဆင်သူပြည်သည်များအားလုံးကျေးဇူးတင်ပါတယ်ရှင်